ကျမခုထပ်ပြီးတော့မျှဝေပေးခြင်းနဲ့အကြောင်းအရာလေးကတော့မိမိကိုကိုလက်ခံတတ်ခြင်းဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။ကျမတို့တွေဟာကျမတို့ရဲ့ဘဝကိုပြောင်းလဲပြင်ရှင်နဲ့ကျမတို့ရဲ့နေစဉ်ဘဝတွေမှာနေပျော်ခြင်းနဲ့ပုံမကောင်းမွန်တဲ့ဘဝတွေကိုတည်ဆောက်ရှင်နဲ့အောင်မြင်တဲ့နေရာကိုရအောင်သွားခြင်းနဲ့ဆိုလို့ရှိရင်ကျမတို့ဟာကျမတို့ဘဝရဲ့ဖြစ်တည်မှုတွေကိုလက်ခံတတ်ဖို့အရေးကြီးပါတယ်။ဖြစ်တည်မှုဆိုတာမှာပြောင်းလဲလို့ရတဲ့ဖြစ်တည်မှုတွေရှိရယ်ပြောင်းလဲလို့မရဘဲနဲ့ ြောင်းလဲလို့မရတဲ့ဖြစ်တင်မှုအမှန်တရားတွေဆိုတာလည်းရှိပါတယ်။အဲ့ဒီမှာပြောင်းလဲလို့မရတဲ့အမှန်တရားတွေဆိုတာကတော့ဘာလဲဆိုလို့ရှိရင်ကျမတို့ဟာငယ်စဉ်ကတည်းကနေပြီးတော့အဲချမ်းသာတဲ့မိသားစုကနေမွေးဖွားလာတာဆင်းရဲတဲ့မိသားစုကနေမွေးဖွားလာတာเนาะပြီးလို့ရှိရင်ကျမတို့ဟာ ပညာတက်အတိုင်းဝိုင်းမှာမွေးဖွားလာတာပညာမဲ့အတိုင်းဝိုင်းမှာမွေးဖွားလာတာเนาะဇရိုက်ကျန်းတဲ့တော်ရင်မှာမွေးဖွားလာတာเนาะလူရင်ကြီးတွေရဲ့ပဝင်းချင်းမှာမွေးဖွားလာတာပြီးလို့ရှိရင်ကျမတို့ဟာအဲဥပရိယုတ်လေးကြည့်ကောင်းတာဥပရိယုတ်ကြည့်မကောင်းတာအတန်ကောင်းတာအတန်မကောင်းတာရှေလက်အင်္ကာစုံတာရှေလက်အင်္ကာမစုံတာဒါတွေဟာကျမတို့ ရွေးချယ်လို့မရတဲ့အမှန်တရားတွေပဲဖြစ်ပါတယ်ဒီရွေးချယ်လို့မရတဲ့အမှန်တရားတွေဆိုလို့ရှိရင်ကျမတို့ဟာကိုကိုကိုလက်ခံနိုင်ဖို့အတွက်ကြိုးစားရမယ်ဟုတ်ပြီငါဟာဆင်းရဲတဲ့မိသားစုကနေပြီးတော့မွေးဖွားလာတယ်ဒါဆိုလို့ရှိရင်အဲ့ဆင်းရဲတာကြီးကိုပဲထိုင်ပြီးတော့အပြစ်တင်နေလို့ရပါမလားရှင်ဆင်းရဲတယ်ဒါဆိုလို့ရှိရင်ငါရဲ့မိဘတွေက ဆင်းရဲတဲ့အတွက်ငါဟာဆင်းရဲတဲ့မိသားစုမှာမွေးဖွားလာတဲ့အတွက်ဒီအမှန်တရားဆိုတဲ့ဖြစ်တည်မှုကြီးကိုတော့ကျမတို့ဟာပြောင်းလဲပြစ်လို့မရဘူးဒါပေမဲ့ကျမတို့ဘဝကျမတို့ရွေးချယ်ပိုင်권ရှိတယ်ကျမတို့စူးစမ်းပိုင်권ရှိတယ်ကျမတို့ရဲ့စိတ်တွေကိုပြောင်းလဲပိုင်권ရှိတယ် ဒီလိုပဲရှမ်းတာတဲ့မိသားစုအတိုင်းအဝိုင်းမှာမွေးဖွားလာတဲ့ဒါဟာလည်းအမှန်တရားတစ်ခုပဲအမှန်တရားဆိုတာဘယ်တော့မှပျောက်ပြက်မသွားဘူးဒီဟာတွေဟာကိုယ်လည်းလှုပ်ယူလို့မရတဲ့အမှန်တရားတွေပဲဖြစ်တယ်ကျမတို့ဗုဒ္ဓဘာသာအနေနဲ့ပြောရတယ်ဆိုလို့ရှိရင်တော့ကံကံအကျိုးပေါ့ရှင်အဲကံရဲ့ပြစ်ချရမှာကျမတို့ဟာအယုတ်ထင်ရတဲ့အဲလူသားတွေပေါ့အဲအကြောင်းကျမတို့ကဒီအမှန်တရားတွေကို လက်ခံပြီးတော့ကိုယ့်ရဲ့ဘဝကိုတစ်နေ့ထက်တစ်နေ့ပို့ပြီးတော့အောင်မြင်အောင်တိုးတက်အောင်ဘလို့ပြုစုပြောထောင်လို့ရလဲဘလို့လေးလာတင်လို့ရလဲဘလို့နေရာမျိုးဘလို့ပတ်ဝန်းကျင်အတိုင်းမျိုးအတိုင်းဝိုင်းမျိုးကိုရောက်သွားရင်တော့ငါဟာပြောင်းလဲသွားမလဲဆိုတဲ့ ကိုယ့်ရဲ့အုံနောက်ကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့အတိညာဉ်တွေကိုသုံးပြီးတော့ကိုယ့်ရဲ့ဘဝကိုကိုကိုယ်တိုင်ပြောင်းလဲပြလို့ရတယ်။အဲဒါကတပိုင်းတချို့ဆိုလို့ရှိရင်ဘာကြီးရှိလဲဆိုလို့ရှိရင်အရန်နဲ့ဝါတာအရန်နဲ့ပိန်တာဟုတ်တယ်မလားဒီဟာကလည်းကိုရဖြစ်တည်မှုပဲလေအရန်နဲ့ဝါနေလို့ရှင်လေဟိုသူများတွေကပြောတယ်ဝါတယ်ဝါတယ်ဝါတယ်ဆိုတဲ့အပေါ်မှာကိုဟာလိုက်ပြီးတော့ခံစားနေတဲ့ရွေးကတော့ကိုကိုကို ခြာတွေ့မှာမဟုတ်ဘူးအဲ့တော့ဟုတ်ပြီဝါတယ်ဝါတယ်ဆိုတာကိုလက်ခံလိုက်ဝါတယ်ဆိုတာကိုလက်ခံပြီးရင်ဘာလုပ်လို့ရလဲကျမတို့ကိုကိုကိုကျမ်းမာအောင်နော်ကိုကိုကို အဲခန္ဓာကိုယ်လေးကြက်လက်တွေ့လျက်သွားအောင်ဒါဟာပြောင်းလဲလို့ရတဲ့အမှန်တရားအဲ့တော့ဒီအပေါ်မှာသူများကဝါတယ်ဝါတယ်ဝါတယ်လို့ပြောတဲ့အပေါ်မှာကိုဝါတာကြီးကိုပဲတိမ်ငယ်နေမလားဟုတ်ပြီငါဝါတယ်ဆိုတာကိုလက်ခံပြီးတော့ကျမတို့ဟာကိုကိုကိုတိုးတက်မဲ့လမ်းကြောင်းကိုပြောင်းလဲခြင်းလားကိုကိုကိုဝါတယ်လို့လက်ခံလိုက်လို့ရှင်အဲ့ဒီ တစ်ချက်ထဲမှာနေအတွေးအမြင်တွေကပြောင်းသွားတယ်။အခုကျမကိုကျမပြောပြမယ်။ကျမကအခုဒီမျက်နှာပေါ်မှာဆိုလို့ရှိရင်ကျမဒီနားလေးမှာတင်းတိတ်လေးလေးရှိရယ်။ပြီးရင်ဒီနားမှာကျမ WhatsApp အမာရွက်တွေရှိရယ်။နော်ကျမအရင်ကဆိုလို့ရှိရင်လေအရန်ချက်တယ်။အရန်ချက်တယ်။ကျမတုံတုံလူတွေရှေ့ကိုလည်းမထွက်ဘူး။အာဟိုဒီလိုမျိုးထွက်ပြဖို့နေနေတာပေါ့နော်ကျမလူတွေနဲ့တွေ့လို့ရှိရင်လေဟိုမျက်နှာကိုအမြဲတမ်းကြွယ်ထားတယ်ပေါ့နော်ဟိုကိုမျက်နှာကိုမှန်နေတောင်မကြည့်ချင်ဘူး เนาะအဲ့ဒီတော့ဘာဖြစ်လဲဆိုလို့ရှိရင်ကျမတို့ဟာဟိုတခုခုဆိုလို့ရှိရင်ကိုကိုကိုဟိုတနေရသွားလို့ရှိရင်ကိုကိုကိုမလုံမလဲမဝင်မရဲအေးဟုတ်ပြီအဲ့ဒီမှာကျမကြောင်းမြတ်တွေးလိုက်တယ်ဘယ်လိုတွေးလိုက်လဲသိလား ဟုတ်ပြီလေလူဆိုတာသွေးနဲ့ကိုသားနဲ့ကိုဖြစ်တဲ့အတွက်သွေးသားပြောင်းလဲတဲ့အချိန်မှာတော့ဒီလိုမျိုးတွေကဖြစ်တတ်တာပဲလေဒါဟာဆက်စရာမဟုတ်တာငါတနေ့နဲ့တနေ့ပို့ပြီးတော့ကောင်းသွားအောင်ပို့ပြီးတော့ပျောက်ကင်းသွားအောင်ငါကုလို့ရတာပဲလေပြီးတော့ငါကလေးလေးယောက်မွေးထားတဲ့ကလေးလေးယောက်အမေလေးဒီကလေးတွေကိုမွေးမြူနေတဲ့အချိန်ပြုစုပြိုးထောင်နေတဲ့အချိန်မှာငါကိုငါမှာဂယူဆိုင် ရမယ်အချိန်မှငါမရခဲ့တာအဲ့ဒီအတွက်ငါရဲ့ဒီအလားအပါတွေနဲ့ငါရဲ့သားသမီးလေးတွေရဲ့ကောင်းကောင်းမွန်မွန်ရှင်သန်လာတဲ့ကြီးပြင်းလာတာကိုကြည်လိုက်တယ်ဆိုလို့ရှင်ငါဖြစ်ရတာတန်တယ်အဲ့ဒီတော့ အခုအချိန်ကစပြီးတော့ငါပိုကောင်းအောင်နေမယ်ပိုလှအောင်နေမယ်တနေ့ထက်တနေ့ငါရဲ့ဒီမျက်နာပေါ်ဟာတွေကိုလည်းပျောက်သွားငါ ကုစားနိုင်တယ်ဆိုတော့စိတ်ကိုပြောင်းလဲလိုက်တဲ့အချိန်မှာကျမလေလုံးဝတခြားစီဖြစ်သွားတယ်မနေ့ကကျမနဲ့အဲ့ဒီဆုံးဖြတ်ချက်ကိုရှာလိုက်တဲ့ဒီနေ့ကျမဟာလုံးဝတခြားစီဖြစ်သွားတယ်ပြီးလို့ရှိရင်ကျမရဲ့အခုဆိုလို့ရှိရင်ကျမရဲ့မျက်နှာကိုအဲအရင်လိုလေးပဲကျမလှလှပပပြန်ပြီးတော့ပြင်ဆင်မောမှန်ပြီးတော့နေတယ်နော်ဟိုလူသားရဲဆိုလို့ရှိရင်လည်းကျမ ပြန်ပြီးတော့ထွက်ရဲတယ်ပေါ့နော်အဲ့ဒီတော့ဘာကိုပြောစင်တာလဲဆိုတော့လေကျမတို့ဟာကျမတို့ရဲ့ဖြစ်တည်ခြင်းတွေကို လက်ခံနေဖို့အရေးကြီးတယ်ဘဝမှာလေကျမတို့ရဲ့ဖြစ်တည်မှုတွေကိုလက်ခံနိုင်မှသာလေနေပျော်တဲ့ဘဝကိုရမှာဖြစ်တယ်ဟုတ်တယ်ငါအခုတော့အစင်မပြေမှုတွေနဲ့များနေတယ်အစင်မပြေတာတွေဇက်တိုက်ဖြစ်နေတယ်ဟုတ်ပြီအဲ့ဒီအစင်မပြေတာတွေကဘာကြောင့်ဖြစ်တာလဲအဲ့ဒီအစင်မပြေခြင်းတွေကိုလည်း လက်ခံပြီးတော့တခြားနီးနဲ့ပြန်လဲတုံးသက်ပြီးတော့အစဉ်ပြေအောင်ပြန်ပြီးတော့လှုပ်ဆောင်ဖို့အတွက်အရေးကြီးတယ်။ဘာစမရှိတာကိုပဲထိုင်ပြီးတော့ညင်းနေလို့မရဘူး။ထိုင်ပြီးတော့ အဲဘာဖြစ်လို့ငါကြမှာပတ်စံမရှိရလဲငါဘာလို့အဆင်ပြေရလဲဆိုပြီးတော့ကိုကိုကိုလက်မခံလို့မရကိုဘယ်လောက်ထိစွမ်းဆောင်နိုင်လဲဆိုတာကိုလက်ခံရမယ်လေဟုတ်တယ်မလားကိုဘယ်လောက်ထိရှာနိုင်လဲကိုဘယ်လောက်အထိလုံနိုင်လဲကိုဘယ်လောက်အထိသွားနိုင်လဲအဲ့ဒီအပေါ်မှာကျမတို့ဟာပြန်ပြီးတော့တွေ့ရှက်ရမယ်ကျမတို့ရဲ့ဖြစ်တည်မှုတွေကိုလက်ခံရမယ်ဖြစ်တည်မှုတွေကိုလက်မခံသေးပြီးတော့ကျမတို့ရဲ့ဘဝတွေဟာပျောက်ဆုံးနေမယ်ဆိုတာတည်ချာပဲเนาะအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်